တက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဆရာဒီနေ့ပြောပြပေးသွားမယ်ညွှန်ဝေပေးသွားမယ်အကြောင်းအရာလေးရတော့ခန္ဓာပြက်ကိန်းเนาะကြုံမကြုံတွက်နီးတိနီးเนาะဘုဒ္ဓတာလေးပဲဖြစ်ပါတယ်ဒါလေးကလူတိုင်းသိထားသင့်ပါတယ်တတ်ထားသင့်ပါတယ်အရေးကြုံလာပြီဆိုလို့ရှိရင်မိမိအတွက်တော့၎င်းမိမိရဲ့မိသားစုဝင်တွေအတွက်တော့၎င်းเนาะဒါလေးကပြန်ပြီးတော့အသုံးချလို့ရပါတယ်ဒီနီးလန်းလေးရတယ် သူကအ ਨੇ ဆုံးတော့ဒီနီးလေးတစ်ခုကိုတော့တိထားတင်ပါတယ်ဆရာတို့ကခန္ဓာပြက်ကိန်းလို့ပြောတာဖြစ်တဲ့အတွက်ဒါကိန်းနေအရာနော်ခန္ဓာပြက်ကိန်းကြုံတာကိုပြောတာပါအသက်တည်ဆုံးနိုင်တယ်ဆိုတာကိုကြုံတဲ့ဟာကိုပြောချင်တာပါပြောချင်းဆိုလိုချင်းဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီလိုကိန်းနေကြုံတိုင်းနဲ့မဖြစ်မနေတေးရမှာလားဆိုတော့ဒါမျိုးမဟုတ်ပါဘူးเนาะဒါဒီပေါ့ login နီးတွေရပြန်ပြီးဘေးရင်ရရနီးတွေရလုတ်လို့ရတဲ့နီးလန့်တွေအများကြီးရှိပါတယ်เนาะပြောချင်တာကတော့အခု မိမိတို့မိသားစုဝင်ထဲမှာပဲဖြစ်စေမိမိကိုယ်တိုင်တော့ဖြစ်စေနော်အသက်ရွယ်ပိုင်းခြားရအတော့မဟုတ်ကျမ်းမာရေးတွေတချောင်ချောင်ဖြစ်နေပြီးတော့ဗောနော်ပြီးတော့ဒီကြံတဲ့အညာအခိုက်တွေဝင်နေတယ်ဆိုလို့ရှိရင်ဒါမျိုးတွေတွက်ကြည့်ပေါ့ဒါဆိုတာနမိတ်လေးပေါ့နမိတ်တစ်ခုအနေနဲ့ကိန်းတစ်ခုအနေနဲ့ပေါ့နော်ဒါမျိုးတွေတွက်ကြည့်ထားလို့ရှိရင်ဒါအဖေလေးတိလာမှာပေါ့အဖေလေးတိရမှာပေါ့နော်အဲ့တော့ဆရာဒီနေ့ဒီအကြောင်းလေးပြောပြပေးခြင်းတာတော့ဆရာဒီနေ့မနက်နော်ထပ်ပြီးတော့ ဟာစိတ်မကောင်းစရာကြုံလိုက်ရတာပေါ့နော်ဆရာကိုလွန်ခဲ့တဲ့ကြံကာလတွေကတောက်လျှောက်ဆက်တွေ့ထားတယ်ဆရာလွန်ခဲ့တဲ့၄ရက်လောက်ကပြန်ရောက်လာတယ်လွန်ခဲ့တဲ့၃ရက်လောက်နော်ပြန်ရောက်လာပြီးနောက်တနေ့ပဲဆရာကိုလာတွေ့တယ်ဒီအမဖုံးနေစူဆက်တယ်ဆရာကသူ့ရဲ့သားလေးက36ကျော်ပြီးတော့စက်ခွန်ထဲမှာပြေးဖို့တော့၃လေးလလောက်လိုသေးတယ်ပေါ့နော်ဒီလိုအချိန်နေမှာသူကလာမေးလိုက်တဲ့အချိန်မှာဆရာကိုဆရာဘာနေသားနော်ဆရာ ူရဲ့မဟာဗုဒ္ဓရောသူရဲ့နော်ဒီနမယခတိုင်စင်လေးဒါတွေကိုကြည့်လိုက်တော့နာမည်တွေရတဲ့အပေးမားနေတယ်နော်ဆက်နာတော့ကဒီတိုင်တွေရတဲ့ဇောက်ထိုးအဆင့်တွေဖြစ်နေတယ်သူလာမေးတဲ့အချိန်ရဲ့အင်္ဂါဝိဇ္ဇာတိုင်တွေကိုကြည့်လိုက်မယ်ဆိုရင်သူလာမေးတဲ့တနင်္ဂနွေသားသူ့ရဲ့သားလေးက16ကျော်19အရွယ်လေးကနော်အမြင့်အခိုက်အထက်ထွန်းနာမှာအထွက်ထာနာတွေမှာရှိနေတယ်သူ့ရဲ့ပုံမှာလည်းကြာသာပရိနန်တွေစီးနေတာဂျိုးတွေစီးနေတာဖြစ်တယ်လို့ဆရာမိမာကိစ္စအတော့မဟုတ် နော်မင်းကိစ္စပေါ့နော်ဒါမျိုးတွေပေါ့မြေကိစ္စမြေကိစ္စမအပ်ခရတယ်ဒါမျိုးတွေဆရာပြောပြလိုက်ပြောရဲဟုတ်တယ်သူက၁၆ကျော်မှာမန်ရန်ကုန်ကနေမန္တလေးထိအလုံးသွားလုံရင်းနဲ့မင်းကလေးတယောက်နဲ့ပတ်သက်ပြီးတော့ဒါမျိုးခဏပျောက်သွားတယ်ပြီးတော့ရောမပြန်မဆက်ပြောတော့ဘူးပေါ့နော်လေးလလောက်ကြာနေပြီဆရာကြည့်လိုက်တယ်ဆရာသိတယ်ဒါမဲ့သူကလည်းငိုတွေအကြီးကြီးနဲ့ပေါ့နော်ငိုတွေအဆွေးတွေနဲ့လာမေးတာဖြစ်တဲ့အတွက်ကိုချင်းစာလို့ဆရာအကောင်းဆုံးရေရာလေးတွေပေးလိုက်တယ်ခါသေးနှစ်သိပ်ပေးလိုက်တယ် တို့တော့ညာလည်းပဲဒီနေ့မနေ့ဆရာကိုဖုန်းဆက်လာတယ်နော်ဆရာရှိလာပြီး၃ရက်မြောက်တဲ့နေ့မှာဖုန်းဆက်လာတယ်ညာတော့အိမ်မက်မတဲ့အိမ်မက်ထဲမှာတော့အိမ်ပေါ့ဝါကိုလာတယ်အိမ်ဖြူလည်းနဲ့ခေါ်လို့မရဘူးပေါ့နော်ဟာသူဒီလိုဖုန်းဆက်လာတဲ့အချိန်ကလည်းဆရာထက်ကြည့်ပေးလိုက်နှစ်ခါတောင်ဖုန်းဆက်တာပေါ့နော်ထက်ကြည့်ပေးလိုက်တော့မကောင်းဘူးပေါ့အမေနဲ့ဆရာတို့ကဒါကိန်းကနက်နေအရာဒီလိုမျိုးဖြစ်တယ်ဆိုရင်တကယ်လက်တွေ့မှာလေတစ်ဖက်မှာအိမ်ဖက်မှတ်တယ်ဆိုတာလည်းစိတ်အဆွဲကြောင့်မှတ်တာဖြစ်တယ်တစ်ဖက်ကသူကလည်းမအေးအိမ်ကိုပြန်လာခြင်းတွေတို့ နော်စိတ်နှစ်ခုကနီးစပ်ပြီးတော့ဒါမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်တယ်ဆရာကတော့ညှော်လင်းဖို့ရေရရာတွေထက်ချေဖို့ပဲဒါထက်ပြီးတော့ပြောလိုက်တာပေါ့နော်ဒါကတော့အဲ့လိုမျိုးနဲ့ဆရာဒီနေ့ဒီခန္ဓာပြက်ကင်းဘယ်လိုတွက်ချက်ရမလဲဆိုတော့အကြောင်းတရားလေးကိုဒါမျှဝေဖြစ်သွားတာပေါ့နော်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်ခန္ဓာပြက်ကင်းဘယ်လိုစတွက်မလဲဆိုတော့ဆရာတို့ကမိမိရဲ့အခုလက်ရှိရောက်စဲအတက်ကိုနော်မိမိရဲ့ဂျိုတက်နဲ့ပေါင်းရမယ်မိမိမွေးနံဂျိုတက်နဲ့ပေါင်းရမယ် ရင်3ခန်းနဲ့မြှောက်ရမယ်ရလာတဲ့အဖြေကိုနော်3ခန်းနဲ့ထပ်မြှောက်ရမယ်3ခန်းနဲ့ထပ်မြှောက်ပြီးသွားပြီဆိုတော့ကျင်အဲ3ခန်းနဲ့မြှောက်ပြီးတော့ရလာတဲ့အဖြေကို6ခန်းနဲ့ထပ်ပြီးတော့စားရပါမယ်လွဲပါတယ်အဲတော့6ခန်းနဲ့စားတဲ့နောက်ဆုံးအဆင့်မှာနော်အဖြေဒီ၃ညတို့၆တို့ကျွင်းနေခဲ့မယ်နော်၃ညနဲ့၆အဲနှစ်ခုကျွင်းနေခဲ့မယ်ဆိုလို့ရှင်ဒါခန္ဓာပြက်ကင်းကြုံနေပါတယ်နော်ဒီလိုတတ်မှတ်ရပါမယ်နော်အဲ့တော့ဆောဆောကတနင်္ဂနွေသားလေးနဲ့ဥပမာတွက်ပြမယ်ဆိုလို့ရှင် ။နေလင်းကနေသားသူကအခုအသက်16နှစ်ကျော်ပြီစောက်ခွန်နှမ်းမှာဆိုတော့နော်16စွန်းပြီဆိုတာ26ပြည့်ပြီဆိုတော့လည်းစောက်ခွန်နှမ်းတွေ့တာနော်။အဲ့တော့သူကအသက်16နှစ်သူရဲ့တနင်းကနေဂျိုသက်ဒီ6နှစ်ဖြစ်ပါတယ်။အဲ့တော့တနင်းကနေဂျိုသက်နဲ့အသက်16နှစ်ပေါင်းမယ်ဆိုရင်23ခန်းန်းရပါတယ်။အဲ့ဒီ23ခန်းန်းကိုဆရာတို့ကရတာ23ခန်းန်းကို၃နဲ့မြောက်ပြီးတော့၉နဲ့ပြန်စားမှာနော်၃နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်၆၆ရပါတယ် နော်23ခန်းကို3နဲ့မြောင်း69ရတယ်ရတာတဲ့အဖြေ69ကိုဆရာတို့က6ခန်းနဲ့ပြန်ပြီးတော့စားရမှာဖြစ်ပါတယ်အဲ့တော့6ခန်းနဲ့ပြန်စားလိုက်တော့နော်6ခွန်းလီ63ဖြစ်တော့69တဲ့ရ63နှုတ်တော့ဆရာတို့ဘယ်လောက်ကြံမလဲ6ကျွန်းမှာပေါ့နော်6ကျွန်းတာပေါ့အဲ့တော့ဆရာဆိုးဆိုးကပြောထားခဲ့တယ်တုံညတို့6တို့ကျွန်းတယ်ဆိုလို့ဒါခန္ဓာပြက်ကင်းကျုံနေတယ်လို့ဆိုပြီးတော့ပေါ့နော်ဒါဆရာတို့ပြောခြင်းဖြစ်ပါတယ်ဒီနေရာမှာဆရာထပ်ပြီးပြောခြင်းတာကတော့ ဟောကိန်းအရာဒါမျိုးကြုံတာပေါ့နော်ဒီလိုကြုံတိုင်းတစ်ဖက်မှာတကယ်တေးရမှာလားဆိုတာမျိုးပဲဒါမျိုးရတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့တေးချင်းတရားမှာလည်းသူ့မှာမျိုးမျိုးရှိတယ်ပေါ့နော်ကံကုံရေးတေးတာတွေရှိတယ်နော်ကံရောကိန်းရောကုံတို့တေးတာတွေရှိတယ်နော်အဓိကကတော့တေးချင်းတန်ပြီးတော့တေးတာတွေရှိတယ်ဥပ္ပစ္စေတကကံနေကြောင့်တေးတာတွေပေါ့ရှိတယ်ပေါ့နော်ဒါတေးချင်းတရားမျိုးမျိုးတွေရှိတာပေါ့နှစ်ရက်တစ်ပြည့်အတွင်းမှာပေါ့ဒါမဲ့ ဆရာတို့ကဒါ log in နီးတွေရာကြိုတင်မှန်းဆလို့ရအောင်တွက်ဆလို့ရအောင်လို့ဆရာဒါမျှဝေပေးခြင်းဖြစ်ပါတယ်เนาะလူတိုင်းမိမိအတွက်ကောမိမိပတ်ဝန်းကျင်မိသားစုအတွက်ကောပြန်ပြီးတော့အသုံးချလို့ရတာပေါ့เนาะအဲ့တော့ဒီလိုမျိုးတွေကြုံနေပြီဆိုလို့ရှင်လည်းလောက်ရမဲ့ရေရာလေးတွေလည်းရှိတာပေါ့နောက်နေ့ကျရင်တော့ဆရာရေရာခန္ဓာအနေနဲ့ဆရာတပိုင်းထပ်ပြီးတော့တင်ပေးမယ်ဒီခန္ဓာပြတ်ကိန်းနဲ့ပတ်သက်ပြီးတော့ပေါ့เนาะအဲ့တော့မသိရရှိလို့ရှင်ဆရာအောင်မေးပါเนาะ တော့ဆရာကိုဆရာရှိမှလည်းနောက်ထပ်ဗီဒီယိုပညာရက်တွေလေ့လာနေတဲ့မိတ်ဆွေတွေရှိရပါတော့ဆရာကိုထိုင်းဘက်ကနော်စသည်ဖြင့်ဒီနေပြည်တော်ဘက်ကရန်ကုန်လေးရပါတော့ဆရာရှိရာတွေတော့ဒီဆရာတတော်အကောင့်လေးဆရာရဲ့ဘိုင်ကမှာဆရာတိကြတက်ထားနားလည်လာလေးတွေပြန်နေမျှဝေပေးနေတယ်ညီကိုမောင်နှမတွေရှိတယ်မိတ်ဆွေတွေရှိတယ်အဲ့တော့သိကျင်နေဆိုလို့ရှိရင်နော်ဘာလို့၃နဲ့စားတာလဲဘာလို့၃နဲ့မြောက်တာလဲဘာလို့၉နဲ့စားတာလဲနော် တုံညတို့၆တို့ကျရင်ဘာလို့ပြေးရတယ်ပေါ့နော်ခန္ဓာပြက်ကင်းကြုံလာတယ်ပေါ့ဒါတွေပါထပ်တည်ခြင်းလဲဆိုရင်ဆရာရဲ့ viber ကိုအသေးစိတ်လာခဲ့ပါဆရာနားလေတော့ပြည်လောက်ထပ်ပြီးတော့ရှင်းပြပေးပါနော်အဲ့တော့နော်ဒီမိမိရဲ့ဂျိုတက်နဲ့နော်ဆနာတော့ဒီဟာဒီမိမိရဲ့လက်ရှိအတက်ကိုဂျိုတက်နဲ့ပေါင်းမယ်မိမိရဲ့မွေးနံဂျိုတက်နဲ့ပေါ့နော်တနင်္ဂနွေဆိုရင်6တနင်္လာဆိုရင်15အင်္ဂါဆိုရင်8ဂျိုတက်တွေရာ8နော်ဗုဒ္ဓဆိုရင်ဂျိုတက်79နော်ယာဟုဆိုလို့ရှိရင်ဂျိုတက်72 နော်စနေဆိုရင်ဂျိုတက်30တောက်ကြဆိုလို့ရှိရင်ဂျိုတက်က27ကြာတာပတိဆိုရင်ဂျိုတက်က19ဖြစ်တယ်နော်အဲ့တော့အဲ့ဒီဟာတွေအဲ့ဒီဂျိုတက်တွေအကုန်လုံးပေါင်းဝင်တယ်108ဆိုတဲ့နဝင်းပြန်ရတယ်ပေါ့နော်108နဝင်းပြန်ရတယ်ဆရာဒါဂျိုတိုင်းတွေဘလို့ဂျိုတက်တွေဘလို့ဖြစ်လာတယ်ဆိုတာလဲဆရာကြီးတက်တော့အကောင်ထဲမှာဆရာတင်ထားပေးတယ်နော်ရှင်းပြပေးရတယ်ဝင်ပြီးတော့လေ့လာကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့အားလုံးနော်ကျူတင်ဆင်ခြင်နိုင်ကြပါစေဘုဒ္ဓဒါလေးနော်အတိ အတိအတိအတိကဏ္ဍလေးတစ်ခုတိုးပါစေဆိုတဲ့စိတ်နဲ့ဆရာတင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးအထိကြည့်ရှုနေတဲ့ခေါဏရသားသမီးအားလုံးနော်ဂျိုဆိုးနန်ဆိုးအညာဆိုးအခိုက်ဆိုးတွေရတယ်ပြီးတော့ကင်းဝေးကြပါစေကင်းရှင်းကြပါစေဆရာပြုသမျှကုသိုလ်တွေကိုလည်းထပ်တူခံစားဝင်ရကြပါစေစိတ်သွားတိုင်းကိုပါလုံရင်စမ်းတာကလုံးတဝါကြီးပြည့်စုံကြပါစေနော်ကြံခေါဏနေ့နဲ့ရှစ်နေ့ဘွားနော်အကုန်လုံးမြင်နိုင်အောင်လို့ဆရာရဲ့ဗီဒီယိုလေးကိုလည်းတစ်ပတ်ပြန်ပြီးတော့ share ဝင်နေလုပ်ပေးပါအောင်နော် အားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်။